င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ November 3ရက်နေ့အတွက်ဂျာမုံပြောပြသွားမယ့်သတင်းတွေကတော့စစ်တပ်၄ကြောင်းတိုက်ခိုက်မှုကြောင်းကရင်နေပြည်ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင်၅ဦးကြာဆုံးခဲ့ပါတယ်မြင်းကြံနယ်မှာကိုရင်ပါမချန်စစ်တပ်ပေါ်တာဆွဲနေပါတယ်ရန်ကုန်အပါအဝင်ဒေသအများစုမှာမိုးဆက်ရွာနိုင်တယ်လို့သိရတာပါစစ်ကောင်စီတိုက်ထုတ်နိုင်ရေးကိုဦးစားပေးလှုပ်ဆောင်မယ်လို့ချင်းပြည်ကောင်စီ CC ပြောပါတယ်တဲ့င်းအပြည့်အစုံကိုဆက်ကြည့်ပေးပါအောင်ရှင်။ င်းနီပြည်နယ်ဒီမော့ဆိုအနောက်ချမ်းကိုစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကရင်နီပြည်ရဲ KSB တပ်ဖွဲ့ဝင်တချို့အပါအဝင်၅ဦးကြာဆုံးခဲ့တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါတယ်။နိုဝင်ဘာ3ရက်မနက်9:00နာရီဝန်းကျင်မှာ Jet Fighter အသေးခံ drone တွေနဲ့ဒီမော့ဆိုအနောက်ချမ်းကိုပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လက်တလောရထားတဲ့အချက်လက်တွေအရ၅ဦးသေဆုံးထားတယ်လို့ဒီမော့ဆိုမြို့နယ်ကစစ်ရှောင်းအရေးကူညီနေသူတအူးကပြောပါတယ်။ ဒီထဲမှာ KSB တပ်ဖွဲ့ဝင်တချို့လည်းပါကြောင်းကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းမှဦးပညာကအတည်ပြုပါတယ်။ဒါပေမဲ့တိတ်ဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေရဲ့စည်ရင်းအချက်လက်တွေကိုတိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်လေးချောင်းတိုက်ခိုက်ခဲ့တဲ့နေရာက KSB ရုံးခွဲဖြစ်ပြီးစစ်ကောင်စီဒလန်တွေရဲ့သတင်းပေးမှုကြောင့်တိုက်ခိုက်ခံရတာလို့လည်းကယင်းဤစစ်ရေးသတင်းရှင်မြစ်ကမှတ်ချက်ပေးပါရယ်ကယင်းဤပြည်နယ်ရဲ့ IEC ပြည်ထရေးဌာနလက်အောက်မှာ KSB ပြည်နယ်ရဲဌာနရုံ6ခု၊နယ်မြေရဲစခန်း18ခု၊ရဲကင်း10ခု၊စေယုံလုံးကျုံရဲရဲကင်း၄ခုနဲ့ရဲဂိတ်10ခုရှိတယ်လို့သိရပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာလကုန်အထိစစ်ကောင်စီကကရင်ပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်2000ကျော်လုပ်ခဲ့တယ်လို့တိုးတက်သောကရင်ပြည်သူအင်အားစု PKPF ကထုတ်ပြန်ထားပါရဲ့ရှင်။မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်တွေပေါ်မှချံပဲပေါ်တာဆွဲဖမ်းဆီးနေပြီး တပတ်အတွင်းလူငယ်30ကျော်ဖမ်းခံလိုက်ရကြောင်းသတင်းရရှိပါရယ်အောက်တိုဘာလကုန်ကစပြီးမြင်းကြံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကအသိပေးပါရယ်အမှတ်၈ရက်ကွက်အမှတ်၈၈ဝန်ထမ်းကွက်တဲ့အမှတ်၁၂ရက်ကွက်တို့အပြင် အေးရွာသဲဖြူဝရွာရွာစီရွာကျုပ်ပင်ရွာတောင်ပို့သာရွာတွေမှာလူငယ်36ဦးထပ်မံနေဖမ်းခံလိုက်ရတယ်လို့ဖော်ပြပါရယ်ဒေသခံတအူးကလည်း စစ်ကောင်စီဟာအလုကပြန်လာသူတွေကအစအများကြီးပေါ်တာဆွဲနေပြီးညနေ6နာရီကျော်တာနဲ့ဘယ်သူမှမထွက်ရဲတော့ဘူးလို့ပြောပါရယ်ဒီထဲမှာမြို့ပေါ်သွာလာနေရင်ဖမ်းခံရတာရှိတယ်လို့အိမ်ထဲမှာနေရင်ဖမ်းခံရသူတွေလည်းရှိတယ်လို့ငင်းကြံလူတို့လှုပ်ရှားမှုကော်မတီကပြောပါရယ်ဖမ်းဆီးခံရတဲ့ဒီအရေးအတွက်မှာသတင်းမရလို့ကြံနေသေးတာမျိုးလည်းဖြစ်နိုင်ကြောင်းဖော်ပြထားပါရယ်ဒါအပြင်မြင်းကြံမြို့သားလမ်းမှာလည်းနေရက်ရွာကိုပြန်လာတဲ့မင်းကြောင်ဘုံကြီးကြောင်တိုက်ကတက်တော် session နဲ့ဝန်းကျင်ကိုရင်လေးပါ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတဦးကပြောတာပါစစ်ကောင်စီတပ်ကမြင်းကြံမြို့ပေါ်ရက်ွက်တွေမြင်းကြံမြို့နယ်အနောက်တောင်ဘက်ချမ်းကကြေးရွာတွေမှာပေါ်တာဆွဲတာတွေလုပ်နေလို့လူငယ်ပိုင်းတွေညနေ6နာရီနောက်ပိုင်းအပြစ်မထွက်ဖို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကသတိပေးထားပါတယ်စစ်ကောင်စီတပ်ကမြို့ကြီးတွေမှာတစောင်းတိုင်းပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပေါ်တာဆွဲဖမ်းဆီးဖို့အစီအစဉ်နေလို့ပြည်သူတွေသတိထားသွားလာကြဖို့တော်လှန်ရေးအဖွဲ့တွေကသတိပေးထားပါတယ်ရှင် လေပြီအားနဲ့ရဝန်းနဲ့လေပွေလှိုင်းတွေကြောင့်ရန်ကုန်အပါဝင်တိုင်းနယ်ပြည်နယ်အများပြားမှာလေပြင်းနဲ့မိုးကြီးမဲ့အန္တရာယ်ရှိတယ်လို့ NUG လူသားစာနာနယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးပါတယ်။နိုဝင်ဘာ3ရက်ကနေနိုဝင်ဘာ6ရက်အတွင်းရာသီဥတုသတိပေးချက်ကို NUG ဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေပြင်းအားနဲ့ရဝန်းဖြစ်နေပြီးလာမယ့်48နာရီအတွင်းမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ဆက်လက်ရွေ့ရှားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ လေပြီးအားနဲ့ရဝန်းကြောင်းရခိုင်ကမ်းရိုးတန်းမုတ်ဓမပင်လယ်ကွေ့မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့တနင်္သာရီကမ်းရိုးတန်းတို့မှာမိုးသက်လေပြင်းကြာရောက်နိုင်တယ်လို့သတိပေးထားပါတယ်။ဒါအပြင်လေပြီးအားနဲ့ရဝန်းနဲ့အရှိဘက်ကလာတဲ့လေပွေလှိုင်းတွေအချိန်ကြောင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကရင်ပြည်နယ်ကရင်နီပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းမှာလေပြင်းတိုက်ခတ်ပြီးနေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။ မနေ့ကလည်းရန်ကုန်မြို့အပါဝင်ဒေသတချို့မှာမိုးသည်းထန်စွာရွာသွန်းခဲ့တာပါ အခုကာလကမိုးစဘာရိပ်သိမ်းချိန်ဖြစ်ပြီးအခါလုံးမိုးရွာလို့သီးနှံပျက်စီးမှုတွေလည်းရှိနေပါတယ်အနောက်တောင်ဘုတ်တုံလီကအောက်တိုဘာလလယ်မှာမြန်မာနိုင်ငံကဆက်ခွာသွားပေမဲ့ဒေသအများစုမှာအခါလုံးမိုးတွေဆက်ရွာနေတာဖြစ်ပါရဲ့ရှင်ချင်းပြည်ကောင်စီ CC အနေနဲ့စစ်ကောင်စီတိုက်ထုတ်နိုင်ရေးကိုပဲဦးစားပေးလှုပ်ဆောင်သွားဖို့ရှိကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါရဲ့ ချင်းပြည်ကောင်စီနယ်မြေကစစ်ရေးအခြေအနေစစ်ကောင်စီထိုးစစ်ကိုခုခံဖို့ပြင်ဆင်ထားမှုချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားပြဿနာထပ်မဖြစ်ဖို့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အပေါ်ချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူစလိုင်းနိုင်ဂျုံကင်ကပြောဆိုလာတာပါချင်းတော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြားပြဿနာမဖြစ်အောင်နားလည်မှုမလွဲအောင်ယုံကြည်မှုတည်ဆောက်ရမယ်လို့သူက People Spring ကိုပြောပါတယ်ချင်းအချင်းချင်းပြဿနာထက် အနာသိန်းစစ်ကောင်စီတက်ကိုပဲပို့ပြီးဦးစားပေးတိုက်ထုတ်သွားမယ်လို့သူကဆက်ပြောပါတယ်။ချင်းပြည်ကောင်စီအဖွဲ့ဝင်တပ်ဖွဲ့တွေနဲ့ချင်းညီနာအဖွဲ့ဝင်တွေကြားနေမြေဆိုင်ရာနဲ့ပတ်သက်ပြီးအငင်းပွားတာတိုက်ပွဲဖြစ်တာတွေရှိခဲ့ပါတယ်။ချင်းတော်လှန်ရေးအင်အားစုနှစ်ခုညီညွတ်ရေးနဲ့တိုက်ပွဲတွေထပ်မံမဖြစ်ပွားရေးအတွက် NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်စခန်းတွေထပ်မံသိမ်းပိုင်နိုင်ဖို့ပြင်ဆင်ထားတယ်လို့လည်းသူကအသိပေးပါတယ်။လက်ရှိမှာစစ်ကောင်စီက ချင်းပြည်မြောက်ပိုင်းဒေသကိုမြေပြင်ကနေစစ်ကြောင်းထိုးတာအပြင်လေကြောင်းကနေလည်းစစ်အင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေပါတယ်။ချင်းပြည်မြောက်ပိုင်းကတီးတိမ်မြို့နယ်ကိုစကိုင်းတိုင်းကလေးမြို့နယ်ဘက်ကနေမြေပြင်စစ်ကြောင်းထိုးဝင်လာလို့အောက်တိုဘာလကုန်ပိုင်းမှာချင်းပြည်ကောင်စီအဖွဲ့ဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်တီးတိမ်မြို့ဘက်ကတိုင်းငင်းဘက်စီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုလည်းချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်းကခုခံတိုက်ခိုက်နေတယ်လို့ချင်းတရင်ချင်းမြစ်ကပြောပါရရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်